ချစ်ချစ်ချစ်နာတယ်ပါ Hello အားလုံးမင်္ဂလာပါဒေါက်တာဆန်ဒီရဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီဗီဒီယိုထဲမှာဆိုလို့ရှိရင် sunscreen ကို reapply လုပ်တဲ့အခါမှာဘယ်လိုဟာမျိုးကိုသုံးရမလဲဆိုတာနဲ့ပတ်သက်ပြီးဒေါက်တာကပြပြပေးသွားမယ်အဲ့တော့ စန်းခရင်လိမ့်ပြီးသွားပြီဆိုလို့ရှိရင်တဏီကုံမခံတာတော့ဒီနောက်ပိုင်းမှာအကုန်လုံးទីလာကြတယ်စန်းခရင်လိမ့်ရကောင်းမှန်းလဲအကုန်လုံးကទីလာကြတယ်ပြဿနာတစ်ခုကတဏီကုံနေသွားပြီပြီးတော့နေအောင်ထဲမှာသွားနေရတဲ့သူတွေကြတော့ reapply ဘလို့ပြန်ပြီးတော့မှနေနေအောင်ကြီးခံအောင်တဏီကုံကောင်းအောင် လုပ်ကြမလဲဘာပစ္စည်းကိုထပ်ပြီးသုံးကြမလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှတည်ကျင်ကြတယ်တချို့မတည်တည်တဲ့သူတွေဘာသုံးမှမတည်တဲ့သူတွေအတွက်ကိုလည်းဒီဗီဒီယိုမှာပြပြပေးမယ် အော်ဟုတ်ပြီ sunscreen ဆိုတာကအရင်အရေးကြီးရယ်နေတိုင်းလိမ်ရရယ်မပါမဖြစ်ပါရရယ်ဟာဒါကြီးအမြဲကြားပြီးနေပြီးသားတိပြီးသွားပြီပေါ့နော် sunscreen ကိုလိမ်ရကောင်းမှန်းတိလာကြပြီတော်တော်များများလှုပ်လာကြပြီအထူးသဖြင့်တင်းတိတ်ရှိတဲ့သူတွေမှဲ့ချောက်တွေဖြစ်တတ်တဲ့သူအသားအရန်ချောက်တဲ့သူတောင်ပေါ်ဒေသတွေမှာနေတဲ့သူရာသီဥတုအေးတဲ့နေရာမှာနေတဲ့သူအစုံပေါ့အလူလူတွေကပို့ပြီးကယူဆိုင်ရတာ哦အဲ့တော့ဟုတ်ပြီနေလောင်က sunscreen တော့လိမ်ပါတယ်တော်တော်ရယ်ဒါပေမဲ့တဏီကုံပြင်ထွက်နေရတော့ ပြန်ပြီးတော့ reapply လုပ်ဖို့ကြတော့လဲ makeup တင်းနဲ့ပေါ်က link ထားပြီးသားဖြစ်နေတယ်ပြီးတော့ဖုန်နေညစ်ကြေးတွေနဲ့ကြတော့လဲအပေါ်ကနေတစ်ထပ် sun cream ကိုလက်ကြီးနဲ့ပြန်ပြီးမလင်းချင်ပြန်မှုပေါ့နော်အရှင်ကျတော့ဘာလင်းကြမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြပေးမယ်အော်ဒေါက်တာကတော့ spray ဖြန်းခိုင်းနေ spray သုံးစီခြင်းနေပေါ့နော်အရင်ကဒေါက်တာ sun spray နဲ့ပတ်သက်ပြီးတော့ပြောမှုတွေကြာပြီ၃လနှစ်လောက်တော့ရှိသွားပြီဒါပေမဲ့နောက်ပိုင်းကျတော့မပြောဖြစ်တော့တော်တော်များများမေ့သွားရေပေါ့နော် ဘာတော့မှမသိတော့ဟိုတလောကတော့ဒါ sun stick လေးနဲ့ပတ်သက်ပြီးပြောဘူးသေးရယ် stick က sticks အချောင်းပေါ့နော်အချောင်းမှာသူကအဲဆန်ခရန်တုံးလိုက်ကလေးပါတာပေါ့ကွာအဲ့ဒါနဲ့အချောင်းအောင်မျက်နှာပေါ်မှာတမျက်နှာလုံးလိုက်ပြီးတော့အဲပြန်ပြီးတော့တိတ်ရတာပဲပေါ့နော်အဲ့တော့လေမိတ်ကပ်လိန်ထားတဲ့သူပါနီလီပါလီတင်ထားသူကြတော့အချောင်းကြီးနဲ့ဟိုကလှုပ်ပြန်ရင်နေရာတွေကရွေးကုန်ရောမိတ်ကပ်တွေကနေရာရွေးကုန်လို့မကြိုက်ဘူးပေါ့နော်โอเคအဲ့တော့ဒါဆန်စပရီ၃ခိုင်းနဲ့ဆန်စပရီ၃နည်းလဲဒါဒီဗီဒီယိုမှာပြပြပေးမယ်နောက်ပြီးလို့ရှိရင် ဘာတွေကယူဆိုင်တင်နေဆိုတာလဲဒါတခါရေးပြပြပေးမယ်ပြီးတော့ဘာ product ကိုပါသုံးတင်နေဆိုတာလဲဒါတခါရေးပြပြပေးမယ်ဒါတော့သုံးနေဟာပဲပေါ့နော်အဲ့တော့ဒါ UH share UH ကတော့ဒါကြိုက်တာတည်ကြပါပါ UH ကိုတော့အမြင်ပေးဖြစ်တယ်ဟိုပါလဲပြင်တဲ့ product အဲ့တော့ဒီ UH share berry sun ပေါ့နော် berry sun ဆိုတာသူကအဓိက နေရောင်ခြည်နဲ့ပတ်သက်တဲ့ series ဟာတော်တော်များများ berry sun နာမည်နဲ့သူကလာတယ်။ berry sun ကိုနောက်ထပ်သူ့ရဲ့ cream လည်းရှိရယ်ပေါ့နော်။အဲ့ဒါဆိုလို့ရှိရင်တင်းတိတ်သမားတို့နောက်ပြီးလို့ရှိရင်အသားအယမ်းခြောက်တဲ့သူတို့အဲအတန်နည်းနည်းရလို့ anti aging မိုင်းသွားနေတဲ့တွေအတွက်နေလောင်ကအနေနဲ့အရန်ကိုကောင်းတယ်အဲ့တော့ဒီ berry sun နဲ့ sun cream တွေလည်းလာတယ်မျိုးစုံရှိရယ် dust spray type ပေါ့နော်အဲ့တော့သူက dry mist spray type ကိုမှ chemical sun cream ပါတယ်အဲ့တော့ reapply လုပ်ကြမယ်ဟေ့ဆိုလို့ရှိရင် ပုံမှန်အဖြစ်က3နိုင်4နိုင်လောက်ကတော့ဆန်ခရံနည်းနည်းကတော့ကာတယ်။ဒါပေမဲ့ကိုယ်စိတ်ထဲမှာနေဘူးရအရန်ကိုသွားရတယ်။လိန်ထားတဲ့ဆန်ခရံလည်းပမာဏနည်းနေရလို့ခံစားရတယ်။နေတွေကလည်းလောင်နေပြီပေါ့နော်။အဲ့လိုဆို2နိုင်3နိုင်တစ်ခါလောက် reapply ထားနေလို့လုပ်ရတယ်နော်။အဲ့တော့ဒီ sun spray ကကြတော့ SPF 50ပါတယ်။ SPF 50ပါတယ်ပြင် chemical ဆန်ခရံလည်းဖြစ်တော့လိမ့်ပြီးသွားရင်လည်းသူ water resistant လည်းရတယ်။အဲ့တော့ချွေးတွေထွက်ပြီးတော့မှဆိုပြီးစီးကြနေလဲသူကလည်းသူကာတာတော့ကာတယ်ပေါ့နော်။အဲ့တော့ สปรีพี่เดอด้วยตัวก็รีอัพไลน์นี่ในเวลาเราต้องสิจเน่รีอัพไลน์เปลี่ยนไปหรันานๆเดี๋ยวค่ะต้องไานเดี๋ยวค่ะเปลี่ยนไปหรอรีอัพไลน์เราเดี๋นี่ในเวลาต้องสิจเนี่ยตัว အဲတူတခုလည်းပဲသုံးမဲ့တော့တာရယ်ကျန်တဲ့ဟာဟို screen sunscreen မလိမ့်တော့ဘူးပေါ့နော် jelly cream မျိုးမလိမ့်တော့ဘူးဒါပဲဖြန်းမယ်ဆိုရင်တော့ဒါသိပ်ပြီးတော့ recommend မလုပ်ဘူးပေါ့နော်ဒီတခုလည်းနဲ့အကုန်ကာဖို့ကြတော့လည်းသိပ်ပြီးတော့မလွယ်နိုင်ဘူးလေနော်အဲ့တော့ sunscreen ကိုပုံမှန်လိမ့်ကြီးကြောက်လိမ့်ရမယ်ပြီးတော့မှ makeup လိမ့်ကျင်တာလိမ့်လို့ရတယ်ပြီး spray ဖြန်းမယ်ပေါ့နော် okay spray ဖြန်းနည်းလေးကိုတော့ပြပြပေးမယ် Okay sun spray ကဘလို့ပြန်ကြမလဲပညာသားပါတယ်အားရပါရစိတ်ကြိုက်တယ်မပြန်နဲ့ chemical irritation တွေပါရမှာစုလို့ပေါ့နော် အဲ့တော့ sensory ရဲ့သဘောတိုင်းသူကခလောက်ရမယ် shake well မသုံးခင်မှာ shake လုပ်ပါတဲ့ shake 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 နားလေးပါသူကသူလည်းပြောတာပြီးသား shake well ပေါ့နော် shake မဝဲရင်သူကထွက်ချင်တဲ့အရာတွေထွက်လာမယ်တခြားကားတဲ့ဟာမရဘူးပေါ့နော်အဲ့တော့သူ့မှာအတန်လေးကြာနော်အဲအဲ့လိုလေးပါတယ်အဲ့တော့ shake well အရင်လုံးလုပ်ပြီးသွားလို့ရှိရင်သူကမျက်စိရဲ့ဝင်လို့မရအောင်မျက်စိရဲ့ဝင်လို့မရမျက်စိကိုမိထားမယ်ဖန်နဲ့ကြောင်ကြီးအချိန်ကြာအဲ့လိုမျိုးမဟုတ်ဘူး အဲ့လိုမျိုးပေါ့နော်ခါလေးကြတော့ရှိရလေကြောင်ပြီးတော့မှဟိုဟာဖြစ်တာကိုဖြတ်မိရမျိုးကြီးလည်းရှိတတ်တယ်မျက်စိလေးသားလေးမိတ်ထားမယ်ပြီးလို့ရှိရင်နှာခေါင်းနဲ့လည်းမဝင်တာတော့ကောင်းတယ်ဒီလိုမျိုးကြီးအောက်ကနေမဖြန်းနဲ့နော်အဲ့လိုတော့ဒီမှာတော့မဖြန်းဘူးတမနှာခေါင်းအသက်ရှူအောင်ထားပေါ့နှာခေါင်းကြီးဒီလိုပိတ်ထားတော့လေနေရာနေရာကြီးကျန်နေခဲ့မှာဖြန်းလို့ရှိရင်လေအသက်လေးခဏအောင်ထားမယ်မျက်လုံးမိတ်ထားမယ် အရင်ကြီးအန်နီယာကြီးရတော့မဟုတ်ပါဘူးဝင်သွားလို့သိနိုင်တယ်လို့လည်းမဟုတ်ဘူးဒါပေမဲ့လည်း chemical sunscreen ဖြစ်တဲ့အတွက်ပေါ့တတိထားကြရလေရှိတ်ကွဲလုပ်ပြီးသွားလို့ရှိရင်ဒီမှာတပေလောက်အကွာပေါ့နော်စနလမတပေးဆိုတော့လောက်လောက်ဆိုရပါပြီဒီလိုကြီးမဟုတ်ဘူးလीเนาะဒီလိုကြီးမဟုတ်ဘူးလောက်လောက်အကွာအနေဖြန်းမယ် ဒါတော့ဘာခေါ်လဲ setting spray ဖြန်းတဲ့ပုံစံလို့ပါပဲ setting spray ဆိုလည်းအရန်ကပ်ပြီးဖြန်းခဲ့ပြီးဟွာဖြစ်ကုန်တာလေအဲ့လိုသဘောပဲတပီလောက်ကနေကွာပြီးတော့ရှူးရှူးဆိုပြီးတော့မှမျက်နှာအနှံ့ကိုလိုက်ပြီးဖြန်းမယ်မျက်လုံးမှိတ်မယ်နှာခေါင်းအသက်ရှူအောင်ထားမယ်ပေါ့နော်ပြင်ဖြန်းလို့ရပြီအဲ့တော့ဒါမျက်နှာအတွက်ပေါ့အဲနီးကိုကပ်ပြီးဖြန်းတယ်ဆိုလို့ရှိရင်ဒါကသူကအဖြူဖြူဖုံဖုံအဲ့လိုကြီးကြံခဲ့တတ်တယ်ဒီလားအဲ့လိုကြတော့အဆင်မပြေပြန်ဘူးကိုကမိတ်ကလင်ထားရဲဆိုရင်လေအဲ့တော့တပီလောက်ကနေဖြန်းမယ်โอเค နောက်တစ်ခါဘာရှိသေးလဲဆိုတော့တကယ်လို့ကမျက်စိရဲကိုတအားကိုဝင်မာကိုစိုးရင်ပြီးကြောက်တယ်ဆိုရင်တို့ဒီလိုလက်မာကိုဖြန်းလိုက်လို့တော့ရတယ်ဒီလိုမျိုးပေါ့နော်လက်မာဒီလိုဖြန်းပြီးတော့ပတ် dry လေးဩအမုံနေသူအနံ့တော့ပလဲစံဖြစ်တယ်ဒီလားအသေးအသေးတော့သွားရှူမနေနဲ့ပေါ့နော်အနံ့ပလဲစံဖြစ်တယ်ဆိုရင်မဲနှာခေါင်းနဲ့မဝင်တာကောင်းတယ်မျိုးလုံးနဲ့မဝင်တာကောင်းတယ်ပတ် dry လူလေးလှုပ်ချင်လဲရတယ်ဒါပေမဲ့တော့ဒါထင်းနေအဲ့လိုလေးလှုပ်လိုက်ရင်ကြတော့လေ အာနိတဲ့နေဝမယ်လို့ထင်တာပဲအဲ့တော့အဲ့လိုတော့မလုပ်ဖဲနဲ့ဓာတ်ရိုက်ဖြန်တာတော့ပူကောင်းနေပေါ့နော်โอเคအဲ့တော့ body part တွေလည်းတုံးလို့ရတယ်ကန်းချီသွားတယ်ကိုက ရေမကူသေးဘူးဟွာမှထိုင်နေအောင်မယ်ပေါ့နေရပူးနေရအရေးလည်းမရှိဘူးအဲ့လိုဆိုလို့ရှိရင်လက်တွေခြေောက်တွေအကုန်လုံးကိုဟွာလုပ်ပြီးတော့မှဖြန့်လိုက်လို့ရတယ်ဒါမျက်နှာရောဘော်ဒီရောအကုန်သုံးလို့ရတယ်အထူးသဖြင့်တော့ဒါကန်းချီသွားရင်တော့ဘာလို့ဆိုဒီကောင်လေးတဲ့ွားတယ်ခီးထွက်လို့ကြာကြာပြန်မနေရတယ်ဆိုရင်ဒါလေးဖြန့်လိုက်တယ်ပေါ့နော်အဲ့တော့ဒါကတခြားတော့ဘာမှပြောစရာမရှိဘူးကာတော့ကာတယ်ဒီလားဖြန့်ပြီးသွားရင်ကိုယ်စိတ်ထဲမှာလောင်သွားရလို့မခံစားရအောင်ပေါ့နော်နောက်တစ်ခါနောက်ကျတော့ပါလို့ဆင်ပြေရလीနောက်ကျတော့ပါလို့ဆိုလို့ရှိရင်လည်းကန်းချီသွားလို့ဘီကနီဝတ်တဲရပါလို့ဆိုလို့ရှိရင်လေအဲ့လိုမျိုးပေါ့နော်အဲ့တော့ ီကောင်လေးကိုတစ်ချက် try ကြည့်ပါ berry sun dry dry mist spray ပေါ့နော် berry sun เนี่ย sun spray လေးပါပဲဟဲ့နေရောအလလေးဆိုနေရအဘေးကနေဘူးပုံလေးပြန်ထည့်ရမယ်ထင်တယ်နောက်ပြုံးပြင်ပြည့်โอเคအော်ဟုတ်သားပြီ selfie camera နဲ့ video ရိုက်နေ Okay Okay အဲ့ဒါဆိုရင်ဒါကဖြန်းနီးလည်းတည်သွားပြီသုံးရမယ့် product လည်းတည်သွားပြီ Janet sun spray လည်းဒီလိုပုံစံမျိုးနဲ့ပဲသုံးရင်ရမှာပါအဆင်ပြေမှာပါဒါကတော့တော်တော်သုံးနေကြတာတွေကမလို့ပေါ့เนาะဒါတိကျ တည်ပြီးတော့ပြပြပေးတာအဲ့တော့ reapply လုပ်ဖို့အတွက်ကို sensitive တွေလည်းမသုံးချင်ဘူး cream ကိုလည်းပြန်မလင်းချင်ဘူးဆို spray option ရှိသေးတယ်ဆိုရဲဟာကိုရတိစေချင်တယ်အဲ့တော့ဒီကောင်လေး try ကြည့်စေချင်တယ်ပေါ့ recommend လုပ်ပါတယ်သူကလည်းသူကောင်းတယ်ကလည်းကလည်း water resistant လည်းဖြစ်တယ်ပေါ့နော်အဲ့တော့ candy လေးမှန်တာမှန်အောင်တည်သွားပြီဆိုလို့ရှိရင်အဆင်ပြေသွားပါပြီဘသူတွေကတော့အထူးသဖြင့်သုံးတင်လဲဆိုတော့တင်းတိတ်လို့ရှိတဲ့သူတွေအဲမဲကြောင်မဲဆက်ကြတဲ့သူတွေ whatsapp message တွေ jam ပြီးတော့မှမပြောက်လွယ်တဲ့သူတွေနောက်ပြီးလို့ရှိရင် နေလောင်ရတဲ့သူပေါ့နော်ပေးအပြင်မှာတစ်ချိန်လုံးနေရတဲ့သူတွေတနေ့ကိုအဲထွက်ပြီးတော့ပြင်မှာပဲသွားလာလှုပ်ရှားနေရတဲ့သူတွေဒါမှမဟုတ်ရှင်လဲခီးထွက်တဲ့ချိန်ဟိုကန့်ချီသွားတာပဲဖြစ်ဖြစ်နေပူတဲ့နေရာမှာတနေ့ကိုဟိုသွားလိုက်ဒီသွားလိုက်နေသွားနေရတာပဲဖြစ်ဖြစ်ဆိုလို့ရှိရင် sunspray သုံးတဲ့နဲ့ reapply ပြန်လုပ်တင်ပါတယ်အဲ့တော့ဒါကဟိုနေလောင်ကနဲ့ပတ်သက်ပြီးတော့မှ channel ဟာကိုပြပြပြသွားတာပေါ့နော်โอเคအဲ့တော့အထူးသဖြင့်ကတော့ နေလောင်ကာကဘာသုံးသုံးသုံးလို့ရတယ်ဒါပေမဲ့ကိုကတခြားလိမ့်ရမယ်နေရန်ကာနေရမယ်ဂလူဆိုင်နေရမယ်ဆိုတာလေးကိုပြောချင်တာပါโอเคအဲ့တော့ဒီဒီဇိုင်းတက်လဲကျေးဇူးများကြီးတင်ပါတယ်